အင်ဒရာဇော်စင်ရဲ့ထင်မှတ်မထားတဲ့စိတ်ဓာတ်ကိုဖွင့်ချလာတဲ့မိုဟင်ကားတဲ့ရဲလီမပရိသတ်များလုံးမမင်္ဂလာပါရှင်ဆယ်လီယမန်ပလတ်ကနေပြလဲကြိုးစွန်လိုက်ပါတယ်။တရုတ်စာမင်းသမီးအင်ဒရာဇော်စင်ရဲ့လူတွေထင်မှတ်မထားတဲ့စိတ်ဓာတ်တခုကိုပြောပြလာတာကတော့ရဲလီမပါ။အနုပညာလောကမှာရဲလီမဆိုတာကတော့ဇပ်ပိုးဆိုင်ရန်တရုတ်ဆောင်တယောက်ဖြစ်တဲ့လို့မိုဟင်ကားဆိုင်တွေလည်းများစွာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒီလိုမျိုးနာမည်ကြီးပြီးတော့ချမ်းသာကြွယ်ဝတဲ့တရုတ်ဆောင်ရှဲလီမာကအစောပိုင်းမှာတော့ရုပ်ရှင်နဲ့ဗီဒီယိုလောကကိုဖျက်လျှောက်ဖွဲကနေဝင်ရောက်လာတာဖြစ်ပါတယ်။အထူးသဖြင့်တော့ရဲလီမာတို့ကအနုပညာလောကကိုဒေါ်ထားဖွဲနဲ့ဝင်ရောက်လာခဲ့ရဖြစ်ပါတယ်။ဒေါ်ထားဖွဲဆိုတာကတော့ရုပ်ရှင်နဲ့ဗီဒီယိုလောကမှာလူသုံးများတဲ့ဖြတ်လျှောက်အဖွဲဖြစ်ပါတယ်။ အစိုးရဖြတ်လျှောက်ဖွဲ့မှာပါတဲ့လူတွေဟာအခြေခံလူရန်းစားတွေဖြစ်ပြီးရောနေစားနဲ့ဖြတ်လျှောက်ဇဝင်ကန်းတွေကိုလာရိုက်တာဖြစ်ပါတယ်။အခုချိန်မှာမော်ရင်ငါးဆိုင်ဖွင့်ထားတဲ့ရဲလီမာကတချိန်လုံးကဒေါ်ထားဖွဲ့မှာဖြတ်လျှောက်လုခဲ့ရတာဖြစ်ပါတယ်။အဲဒီလိုချိန်မှာအင်ဒရာဂျော်စင်ရဲ့မထင်မှတ်ထားတဲ့အပြုတ်မှုတစ်ခုကိုဘယ်တော့မှမေးလို့ရမှာမဟုတ်ကြောင်းရဲလီမာကပြောပြလာခဲ့ရဖြစ်ပါတယ်။အင်ဒရာဂျော်စင်ဆိုတာကအနုပညာလောကမှာအားလုံးကချစ်ခင်လေးစားရတဲ့မင်းသမီးတစ်လက်ပေါင်းအထူးသဖြင့်တော့အင်ဒရာဂျော်စင်ဟာကြာရဇက်ယုတ်ကာရက်တာမျိုးစုံမှာတရုပ်ဆောင်နေတဲ့ လုံးသူမရဲ့အနုပညာလောကကအောင်မြင်မှုတွေကိုလည်းအချိန်ကြာကြီးထိန်းထားနိုင်ပါတယ်။ ဒါအပြင်အင်ရာဂျော်စင်ဟာစိတ်ထားကောင်းပြီးတော့လူတွေကိုကူညီတတ်တယ်လို့လည်းသတင်းထွက်နေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုခါမှာတော့ရဲလီမာကတရုတ်စာမင်းသမီးအင်ရာဂျော်စင်ရဲ့ထူးခြားတဲ့အမှုအကျဉ်းစရိုက်ကိုပြောပြလာပါတယ်။ရှူတင်ရဲခွင်းမှာကတော့ရဲလီမာပါဝင်တဲ့ဒေါ်ထားအဖွဲ့ဟာအင်ရာဂျော်စင်နဲ့အတူရှူတင်ရဲခွင်းမှာစုံစည်းခဲ့ရပါတယ်။ဒီလိုချိန်မှာရှူတင်ထမင်းစားချိန်မှာဖျက်လျှောက်တွေကထမင်းအရင်လာစားခွင့်မရှိကြောင်းမင်းသားမင်းသမီးတွေတရုတ်ဆောင်တွေအရင်စားပြီးလို့ကြံမသာစားရမယ်ဆိုပြီးတော့ပြောခံခဲ့ရတာဖြစ်ပါတယ်။ လိုချိန်မှာတယောက်ဆောင်မင်းသမီးအင်ဒရာကျော်စင်ကထိမှန်မထားတဲ့လောက်ရက်တစ်ခုကိုပြောခဲ့ရပါအဲ့ဒါကတော့အင်ဒရာဂျွန်စင်ကလူလူချင်းအခုလိုမျိုးမခွဲကြတဲ့ကြောင်းဖျားလျှောက်တွေလည်းလူတွေပဲဖြစ်လို့ဘိုက်စာမှာအမှန်ပဲဖြစ်လို့ထမင်းကိုအတူတူကျွေးလိုက်ပါ။ကုံသွားတော့လည်းအတူတူပဲငတ်မယ်ဆိုပြီးတော့ပြောခဲ့ရဖြစ်ပါတယ်။ ဒါကြောင့်လည်းရဲလေးမတယောက်အဆိုပါနေကလေးကအင်ဒရဂျွန်စီရဲ့စိတ်ထားလေးကိုဘယ်တော့မှမမေ့နိုင်ဘူးလို့ပြောခဲ့ရပါတခြားသောမင်းသားမင်းသမီးတွေဆိုရင်ဖျားလျှောက်တွေထမင်းစားရတာမစားရတာလောက်ကိုရှူတင်ရိုက်ခွဲမှာဂယူးဆိုင်မှာမဟုတ်ပါဘူးထိုင်ကုန်မှာမိတ်ကက်စီယာဘုတ်ဘုတ်လို့ရင်းနဲ့စားကောင်းတောက်ဖယ်တွေကိုစားရင်းနဲ့ဇိမ်ခန်းနေမှာအသေးချာပါပဲ ဒါပေမဲ့လည်းဦးဝဲခေါ်အင်ဒရာဂျော်စင်ကတော့အနိုင်ဆုံးဖျက်လျှောက်တွေဘက်ကနေရက်တီပေးခဲ့တာပဲဖြစ်ပါတယ်။ဒီလိုမျိုးအင်ဒရာဂျော်စင်ရဲ့စိတ်ဓာတ်လေးကိုတော့ဘယ်တော့မှမေးလို့ရတော့မှာမဟုတ်ကြောင်းရဲလီမာကပြောလာတာပါ။အခုချိန်မှာတော့အင်ဒရာဂျော်စင်ကအနုပညာလောကထဲကနေအနားယူနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုရပိုင်းနေမှာတော့အင်ဒရာဂျော်စင်တယောက်အင်တာနက်ဆိုရှယ်မီဒီယာမှာမကြာခဏမြင်တွေ့နေရပါတယ်။ အင်ဒရာဇောစင်တယောက်နုပညာလောကတွေကိုတကြောပြန်ပြန်ဝင်လာတော့မှလားဆိုပြီးအားလုံးကလည်းစိတ်ဝင်တစားစောင့်ကြည့်နေကြတာဖြစ်ပါတယ်။ကဲဒီတော့ပရိသတ်တွေကရောတယောက်ဆောင်မင်းသမီးလေးအင်ဒရာဇောစင်ကိုလွမ်းနေကြပြီလား။အင်ဒရာဇောစင်ရဲ့နုပညာလောကတွေကိုပြန်လာရင်အရင်မျိုးအားပေးကြအောင်မလား။အင်ဒရာဇောစင်ရဲ့ဖြတ်လျှောက်သူတွေပေါ်မှာတဘောထားတဲ့စိတ်တဘောလေးကိုချီးကျူးမိရလားဆိုတာပြောခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။